င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မလက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဗမောလွေချေလမ်းမန်းကစစ်တပ်ရဲ့ငားခံစစ်စကန်ကို KI ကမနေ့ကညနေပိုင်းမှာထပ်မံသိမ်းပိုက်လိုက်ပါတယ်အမေရိကန်ဒေါ်လာကို3820ကျပ်နဲ့အခောက်ရွှေတစ်ကျပ်သားကို44ဒေ2000ကျပ်ထိစံချိန်တင်ဈေးမြင့်တဲ့နေတဲ့တင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်မိုးမောင်မြို့နယ်ဗမော်လွယ်ကျဲလမ်းပိုင်းကအကြက်ဖက်စစ်တပ်ရဲ့ငါးခန့်အစစ်စခန်းကို KI ကမနေ့ကညနေပိုင်းမှာထပ်မံသိမ်းပိုင်နိုင်ခဲ့တယ်လို့ KI ရဲ့စေတရင်မြေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်မလ28ရက်နေ့ညနေ6:45မိနစ်လောက်မှာဗမော်လွယ်ကျဲလမ်းပိုင်းကအကြက်ဖက်စစ်တပ်ရဲ့ငါးခန့်စစ်စခန်းကို KI ကထပ်မံသိမ်းပိုင်ရရှိခဲ့တာလည်းဖြစ်ပါရယ်လက်ရှိအချိန်မှာ KI ကဗမော်လွယ်ကျဲလမ်းပိုင်းက စိန်လုံစစ်စကန်းကိုသာတင်းပိုက်ဖို့ကြံရှိတော့လို့လည်းသိရှိရပါဗျ။မနေ့ကမနေ့ပိုင်းကလည်းလွယ်ကျေမြို့အထက်ဇေဒီကုန်းစစ်တပ်စကန်၊မိုးမော်အထိပ်ဘားကလော့တန်စစ်တပ်စကန်နဲ့ရောကြုံပြူဟာကုန်းစကန်တို့ကို KI ကတင်းပိုက်ခဲ့ပါဗျ။အဲလိုစကန်တင်းပိုက်မှုတွင်122မမဟာဝေဇာအမြောက်လှလက်နဲ့လက်လက်ခရံအများပြားကိုတင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါဗျ။ မန္တလေးရသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတန်းသပင်ချင်းမြို့နယ်မှာပြူစောထီးတွေကိုတင်ဆောင်လာတဲ့စစ်ကား၄စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြူစောထီး9ဦးဟာသေသွားတယ်လို့ဗိုလ်လင်းယုံတပ်ဖွဲ့သပင်ချင်းတိုက်နယ်ပကပစီကနေသိရှိရပါတယ်ပြီးခဲ့တဲ့မတ်လ25ရက်နေ့က ကျောက်ဖြူကျေးရွာအနီးမှာစစ်ကြောင်းတစ်ကြောင်းခွဲပြီးအသည့်ဆောင်ဆိုင်ကစစ်ကူပို့ဖို့အတွက်ပြူစောထီးတွေတင်ဆောင်လာတယ်။စစ်ကား၄စီးကိုခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဗိုလ်လင်းုံတပ်ဖွဲ့စီကနေသိရှိရပါဗါး။မွန်လဲတနိုင်လောက်မှာစစ်ကားတွေရောက်လာချိန်မှာတော့စစ်ကြောင်းတစ်ကလက်လက်ကြီးလက်လက်ငယ်တွေနဲ့ဒရက်ဆက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကားတွေဘိမ့်ပေါက်သွားပြီ ထိုးရသွားခဲ့တယ်လို့လည်းသိရှိရပါတယ်။အိမ်လာစစ်ကြောင်းတွေကထပ်မံလက်နက်ကြီးလက်နက်ငယ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာမိနစ်30ခန်းအပြင်းထန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတီ9ဦးဟာသေသွားတာဖြစ်ပြီးစစ်ကောင်စီတပ်သား40ခန်းထိခိုက်ဒဏ်ရာရရှိကကားနှစ်စီးဟာလည်းပျက်စီးခဲ့သလိုကားပေါ်မှာလိုက်ပါလာတဲ့ပြူစောတီတွေဟာ တက်ပြက်ပြီးထွက်ပြေးသွားတယ်လို့လည်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာတပိတ်ချင်းတွင်လည်းရေထွက်ကြရာမန်းစင်စိုက်ထဲကပြူစောထီတွေကစစ်ကူပေးဖို့အတွက်စိုက်ထဲကနေထွက်ခွာလာပြီးတိုက်ပွဲဖြစ်ရာနေရာကိုရန်တန်ပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ စကန်းတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စကန်းတန်းရွှေဘုံမြို့နယ်မြင်းချင်းရွာကနေကားနဲ့ထွက်ခွာလာတဲ့အုတ်ကြီးထွန်းနိုင်ပါဝင်တဲ့ပြူစောတီ၃ဦးကိုပြစ်ခတ်တက်ခတ်ခဲ့ရမှာနေရာမှာပဲပွဲချင်းပြီးတည်သွားပြီး AK တနက်တလက်ကိုတင်ဆက်ရရှိခဲ့လို့ရွှေဘုံအာမန်မြို့ပြပျောက်ကြားတပွဲကတာဝန်ရှိသူတို့ကပြပြပါရတယ်။ မတ်လ28ရက်နေ့မနေ့9:30မိနစ်လောက်မှာရွှေဘုံမြို့နယ်မြင်းချင်းရွာပြူစောတိတုံးဟာရွှေဘုံမြို့ကိုတောရောက်ပြီးလာစာထုတ်ဖို့အတွက်ကားနဲ့ထွက်ခွာလာစဉ်မှာစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိတုံးစလုံးတည်သွားတာဖြစ်ပြီးတနက်တလက်ကိုတင်းဆဲရရှိခဲ့တာလည်းဖြစ်ပါတယ်။တည်သွားတဲ့အုတ်ကြီးပါဝင်ပြူစောတိတုံးရဲ့အလောင်းတွေကို ရွှေဘုံမြို့ကစစ်သားတွေမြင်းချင်းရွာဇီးကုန်းရွာပန်းရဲရွာတို့ကပြူစောတိစစ်သားအင်အားအများပြားနဲ့လာရောက်တယ်ဆောင်သွားရလို့လည်းသိရှိရပါတယ်။အဲဒီတခတ်မှုတွင်းမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့ဟာမစိုးရင်အတန်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ပြည်တွင်းဈေးကွက်မှာအမေရိကန်ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေစံချိန်တင်မြင့်တက်နေပြီးအမေရိကန်ဒေါ်လာကိုငွေကျပ်3820ကျပ် မီးလင်းအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်44ဒေး2000ကျပ်အထိစံချိန်တင်ဈေးတွေထိုးတက်နေတယ်လို့ဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။ရွှေဈေးနှုန်းကဇော်လာဈေးပါ200စတိုက်စံချိန်တင်ဈေးတက်နေတာဖြစ်ပြီးနိုင်ငံရဲ့အကြက်တဲကပိုပြီးတော့ဆိုးလာဖို့ပဲရှိတာကြောင့်စီဝါရီလည်းကောင်းလာဖို့မရှိတော့ဘူးလို့ရန်ကုန်တိုင်းရွှေကုန်းတဲ့တူကပြပြပါရတယ်။ စစ်မှုထမ်းဥပဒေကြောင့်ပြည်တွင်းမှာပြေးလွှားနေကြတဲ့အတွက်ရဲအုပ်သက်သက်အခြေအနေကြောင့်အ धिक ဈေးမြင့်တက်နေတာဖြစ်တယ်လို့လည်းသူကပြောပြပါဗျ။လက်ရှိမှာရွှေရောင်းဝယ်ကိုရန်ကုန်တန်းရွှေလုံးလန်းရှင်များအသင်းရဲ့ရုံးခန်းမှာမလုပ်ကြဘဲ ပြင်ပမှာဒါအခြေဆက်နဲ့ရံဝယ်ကြရလို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ကခေါ်ယူဖမ်းဆီးစစ်ဆေးနေတဲ့ရွှေကုန်းတွေလည်းအများအပြားရှိနေတယ်လို့သိရှိရပါတယ်။နိုင်ငံရေးအခြေအနေမကောင်းတာကြောင့်ရေရှည်ဈေးကွက်မှာပြင်ပမှောင်ကိုဈေးကွက်ကဒါအလုတ်ဖြစ်မဲ့အခြေအနေရှိနေတယ်လို့လည်းရွှေကုန်းတွေကဆိုကြပါတယ်။နိုင်ငံခြားငွေလဲဈေးနှုန်းမှာလည်းထိုင်းဘတ်ငွေကအမြင့်ဆုံးစံချိန်တင်တက်နေတာဖြစ်ပြီး ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ106ကျပ်အထိဈေးတက်လာတယ်လို့လည်းဈေးကွက်တွင်းကစုံစမ်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဘကိုတိုင်အောက်ဖို့မြို့နယ်ကထမ်းမင်ကုန်းနဲ့ကျေနီကုန်းကျေးရွာအကြမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘိုးရုံစုစစ်ဆေးဂိတ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီဘက်က10ဦးသေသွားပြီး6ဦးဟာဒဏ်ရာရရှိခဲ့လို့တာရီခန်383ရက်နှစ်တရင်ကရဲဘော်စော်ကြီးကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရတယ်။မလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အော်ဖို့မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ဗိုလ်ရုံးစုစစ်ဆေးရေးကိုတော်လန်တပ်တွေကအနီးကပ်သွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့တာလည်းမကဘူးလက်လက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဟာ နိုင်ဝတ်နီးပါးကြံ့မြင့်ခဲ့ပြီးစစ်ကောင်စီဘက်ကစစ်သားနှုတ်ဟာအနီးကပ်ပစ်ခတ်ခံရပြီးပွဲချင်းပြီးတည်သွားသလိုနောက်ထပ်စစ်သားတွေကထပ်မံထိကုန်တဲ့အတွက်စုစုပေါင်းစစ်ကောင်စီတပ်သား၁၀ဦးဝန်းကျင်လောက်တည်သွားရလို့ရဲဘော်စော်ကြီးကပြောပြပါဗျာ။အဲလိုအကြမ်းဖက်စစ်တပ်ဘက်ကအထိနာနေချိန်မှာသူတို့ရဲ့ခမရ6တိမ်မြုပ်တပ်ကပါတိုက်ပွဲဖြစ်ပွားရနေရာကိုလက်လက်ကြီးတွေနဲ့ထောက်လျှောက်ပစ်ကူပေးပြီးစစ်ကူလိုက်လာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရလို့သူကဆက်လက်ပြောပြပါဗျာ။တိုက်ပွဲပတွင်းမှာတော်လန် င်းရဲဘော်လေးဦးဟာလည်းဒဏ်ရာရရှိခဲ့လို့တာရီခန်38တညာနဲ့တရင်ရဲ့ရဲဘော်စော်ကြီးကပြောထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။